အဲ့တော့ဗလောင်းမျိုးနယ်တဲ့ရွာသားရအုပ်စုနော်ရွာသားရအုပ်ချုပ်ရေးမှုကတအိမ်ကိုနော်တအိမ်ကို8000ကောက်နေပါတယ်တဲ့နော်အဲ8000ကောက်နေတယ်ပြီးလို့ရှိရင်လည်းလူတွေအတကုံဆွဲနေတယ်အပြင်းအောင်မထွက်ရဲပါဘူးတဲ့ဗျာနော်ပိုက်ဆံပေးရင်တော့ပြန်လှုပ်ပေးပါတယ်တဲ့နော်သူတို့ကိုစောရကတက်မိရင်ဘာကြောင့်လဲလို့မင်းမင်းကိုစစ်ထက်ထဲမယ်ဆိုပြီးချင်းချောက်ပါတယ်တဲ့နော်အဲ့တော့သူတို့ကိုအမှသူတို့ဆွဲထားတဲ့သူတွေဖမ်းထားတဲ့သူတွေပြန်ထုတ်ချင်လို့ရှိရင်ဗဒောင်းမျိုးက မအကယုံမှာတဲ့သွားထုတ်ရပါလေတဲ့အဲ့တော့စစ်ဘုဒ္ဒံရေးရာတွေအားလုံးကိုလည်းအခုတက်လာမဲ့အစိုးရဟာနော်ကျွန်တော်အားလုံးမျှော်လင့်နေကြပါလေအခုကျွန်တော်တို့ရွေးကောက်ပွဲကိုကြိုက်တဲ့သူကမကြိုက်တဲ့သူအားလုံးမျှော်လင့်နေကြတခုရှိတယ်အဲ့ဒါပါလဲဆိုတော့ရွေးကောက်ပွဲပြီးသွားရင်ကျွန်တော်တို့ဘလို့ဆက်ပြီးတော့ဖြစ်ကြမှာလဲစစ်မှုတန်းကိစ္စပဲဖြတ်မှာလားအဲ့တော့ကြည့်ရတာတော့ပြီးခိုင်ဖြိုးကလည်းပြီးခိုင်ဖြိုးเนาะစစ်သင်းညာရလည်းဖြစ်ပြန် စေတင်ညာရန်ဖြစ်ပြန်ဆိုတဲ့ခါကြတော့ဒီထက်ကောင်းလာမယ်မကောင်းလာမယ်ဒီထက်စိုးသွားမှအောင်ကြောက်နေရတယ်အကျွန်တော်တို့ကတော့စစ်မှုတန်းနဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ဘယ်လိုခေါ်မလဲစီလေးကန်လေးနဲ့ဖြစ်ဖို့ပဲကျွန်တော်ကမျှော်လင့်တာပါเนาะစီကန်လေးနဲ့အခုလိုမျိုးတွေ့ကြရလို့ဆိုရင်ငွေပေးငွေလုံနေတဲ့ဒီကျွန်တော်တို့လူရောင်းလူဝဲเนาะလူပွဲစားလုပ်နေတဲ့လူကုန်ကူးမှုကိုအဓိကကျူးလွန်နေတဲ့ စစ်တပ်ကြီးအစိုးရကြီးမဖြစ်ဖို့ဟာအရန်အုပ်ချုပ်ရေးညံနေရာကြီးမဖြစ်ဖို့ကျွန်တော်တို့မျှော်လင့်နေဗျာနိုင်ငံလည်းသိခါကြတယ်ကျွန်တော်တို့တက်မတော်အတွက်လည်းမကောင်းဘူးပြောနေရတာလည်းကျွန်တော်တို့ရင်းနာတယ်နော်ပြောရတာဘာကြောင့်လဲကို့တက်မတော်ကို့အစိုးရကိုလူကုန်ကူးမှုဗျာကဘာကနှလုံးဥပဒေမှာဆိုတော့ဟိုအောချရလောက်အောင်ယုံမုံနဲ့လူကုန်ကူးမှုကဘာကတိုက်ဖြစ်နေလူကုန်ကူးမှုဟာမိမိတက်မတော်မိမိအုပ်ချုပ်ရေးညံနေရာကြီးက institutionalize လုပ်ပြီးတော့ဆောင်ရွက်နေပါတယ်ဆိုလို့ရှိရင် ်ခင်ဗျားတို့မရှက်ပေမဲ့ကျွန်တော်တို့ရှက်တယ်နိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ရှက်ပါတယ်နော်